မင်္ဂလာပါရှင်။ဗမာခေတ်တည်ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ26ရက်နေ့မြန်မာနိုင်ငံ၏စိတ်ဝင်စားပွဲရာထိတ်တန့်ရောက်တဲ့တည်ရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတည်ရင်အနေနဲ့ စစ်ကောင်စီရည်ရဲချက်ရှိရှိလေးချောင်းတိုက်ခိုက်ပုံချဲမှုများကြောင့်မြေအောက်စေယုံစေကံများထူထောင်ရန်ပြည်သူလူထုနဲ့နိုင်ငံတကာကိုထောက်ထားဆော်ဝေးဆိုအကူအညီတောင်းဆိုရတဲ့မယ်ဖြစ်ပါရခြင်းအကြမ်းဖက်စစ်ကောင်စီရည်ရဲချက်ရှိရှိလေးချောင်းတိုက်ခိုက်ပုံချဲမှုများကြောင့်စေယုံစေကံများပြည့်စည်သွားပြီးဘုံထန်ခံနိုင်တဲ့မြေအောက်စေယုံစေကံများတည်ဆောက်ရေးဝန်ဝန်ကူညီကြရန်ပြည်သူလူထုနဲ့နိုင်ငံတကာကိုမြို့သားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဒေါက်တာဆော်ဝေးဆိုကအကူအညီတောင်းလိုက်သည်ရှနေရင်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဒေါက်တာဆော်ဝေးဆိုကဗီဒီယို တန်ထုတ်ပြန်ရေးပြည်သူလူထုကမြေအောင်စေယုံစေကံများတိဆောက်ရေးဝိုင်းဝန်းကူညီပေးကြပါရန်တရားဝင်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယခုရက်ပိုင်းလပိုင်းများတွင်အစံဖက်စစ်ကောင်စီကဆရာဝန်များသူနာပြုများနှင့်မြေပြင်တွင်ရှိနေသည့်ရှေ့တန်းစေယုံစေကံများကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ဖျက်ဆီးလာကြောင်းစစ်ကောင်စီကဆရာဝန်များသူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေကြောင်းထို့ကြောင့်ပြည်သူလူထုကိုကျန်းမာရေးဆောင်ရှောက်မှုပေးနိုင်ရန်ဘေးကင်းလုံခြုံမီဘုံထံခံနိုင်သောမြေအောင်စေယုံစေကံများတည်ဆောက်ရန်ပြည်သူလူထုကပါဝင်ကူညီကြရန်ဒေါက်တာဇော်ဝေစုကပြောဆိုသည် ဒီကနေ့ပြောချင်တာကအခုရက်ပိုင်းအတွင်းဒီလပိုင်းတွင်မှာကျွန်တော်တို့မြေပြင်မှာရှိနေတဲ့ရှေ့တန်းစေယုံစေကန်းတွေရောနောက်တန်းစေယုံစေကန်းတွေရောကိုပုံကျဲတိုက်ခိုက်ခံနေရတယ်ပေါ့ဆီယဝန်နေသူနာပြူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့စေယုံစေကန်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခံနေရပါတယ်မြန်မာနိုင်ငံမှာစံဖက်ဖက်စစ်စစ်တပ်ဟာဆီယဝန်နေသူနာပြူတွေစံမရေးဆောင်လျှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တပ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်အရင်တုန်းကတော့ကျွန်တော်တို့တွေလုံခြုံတဲ့တော်ရဲတောင်ထဲမှာရှေ့တန်းစေယုံစေကန်းအနေနဲ့အခြေချစေယုံ ေခံတွေကိုတိစောက်ပြီးတော့ဈေးကူတာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့ဒီအချိန်မှာအခုလိုမျိုးဧပြီမေနှစ်လအတွင်းမှာတိုက်ခိုက်မှုတွေပိုပြီးတော့များလာပြီးဈေးရုံဈေးခံတွေအတွက်လုံခြုံမှုမရှိတော့တဲ့အတွက်ကျွန်တော်တို့တွေအခုချိန်မှာ underground မြေအောင်ဈေးရုံဈေးခံတွေဘုံကျဲတန်ခံနိုင်တဲ့ပေါင်900 1000ဘုံတွေကျဲတဲ့တန်ခံနိုင်တဲ့မြေအောင်ဈေးရုံဈေးခံတွေစောက်ဖို့လိုလာပါတယ်။ဒါကြောင့်ဒီဟာကိုပြည်ရင်းပြည်ပမြန်မာပြည်သူများအနေနဲ့နိုင်ငံတကာအလို့ရှင်များအနေနဲ့မြေအောင်ဈေးရုံဈေးခံများဘုံကျဲခံနိုင်တဲ့ဈေးရုံဈေးခံများတည်ဆောက်ဖို့အတွက်ကုညီကြဖို့ နောအနေနဲ့ဒီနေရာမှာတိုက်တွန်းလိုပါတယ်ဟုဒေါက်တာဇော်ဝေဆိုကပြောသည်မြန်မာနိုင်ငံမှာစီရီယံဆေးရုံသူနာပြုများနဲ့ကျန်းမာရေးဝန်ထမ်းများသည်အန်ဒီရဲ့အများဆုံးအခြေအနေတွင်အလုံလုံနေရကြောင်းစေကူသားမှုများပီးရနှင့်လုံခြုံစိတ်ချစွာအနာယူနိုင်ရင်ဘုံတန်ခံနိုင်သည့်မြေအောင်ဆေးရုံဆေးခန်းများမဖြစ်မနေလိုအပ်သဖြင့်ပြည်သူများနှင့်နိုင်ငံတကာအနေဖြင့်ဝိုင်းဝန်းကူညီကြရန်လိုအပ်ကြောင်းဒေါက်တာဇော်ဝေဆိုကမြစ်တာရက်ခန်းသည် တကယ်တော့ဈေးကူတာနေကြတဲ့ဆရာဝန်ဆရာမဒုနာပြူများကဘာပေါ်မှာအနေရအများဆုံးနိုင်ငံတစ်ခုမှာအလုံလုံနေရတာဖြစ်ပါတယ်။သူတို့တွေလုံခြုံစိတ်ချစွာဈေးကူတာမှုပေးနိုင်မှုအတွက်သူတို့တွေလုံခြုံစိတ်ချစွာအနားယူနိုင်မှုအတွက်ကျွန်တော်တို့မှာဘုံကျဲတံခံနိုင်တဲ့ဈေးုံဈေးကန်တွေလိုအပ်ပါတယ်။ဘုံကျဲတံခံနိုင်တဲ့မြေအောင်ဈေးုံဈေးကန်များလိုအပ်ပါတယ်။ဒါကြောင့်ဒါကိုဝိုင်းဝန်းကူညီကြပါလို့ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တော်နှိုးဆော်လိုပါတယ်ဟု၎င်းကဆက်လက်ပြောဆိုသည်။အမျိုးသားညီညွတ်ရေးအစိုးရဂျမ်းမာရင်နေပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုသည်ပြည်ပရင်ရော ောင်ရှိနေရမှာမြန်မာနိုင်ငံသူအပီးပြန်လာကတော်လရင်နဲ့မြို့သားညီညွတ်ရေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနလုပ်ငန်းဆင်များကိုမြေပြင်တွင်ကွင်းဆင်းဆောင်ရွက်နေသည့်ဝန်ကြီးတို့ဖြစ်သည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကိုကန့်အတူဒေတာတက်တွင်အခြေခံပညာကျောင်းများတို့ချဲ့ဖွင့်လျင်စီရန်ကျောင်းဆရာကျောင်းဆရာမများနဲ့စီရန်ကျောင်းသားကျောင်းသူများကိုတာဝန်ထမ်းဆောင်ရွက် MNDA ကတရားဝင်ဖိတ်ခေါ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ချင်း ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတည်ရှိအခြေခံပညာကျောင်းများတို့ချဲ့ဖွင့်လျင်စီရီယန်ကျောင်းဆရာဆရာမများနဲ့စီရီယန်ကျောင်းသားကျောင်းသူများကိုတောင်းအပ်ထမ်းဆောင်ရန်ကိုကန့် MNDA ကတရားဝင်ဖိတ်ခေါ်သည်ရခု2025-2026ပညာသင်နှင့်အထူးဒေသတည်အတွင်းရှိအခြေခံပညာကျောင်းများတို့ချဲ့ဖွင့်လျင်အတွက်ပညာရေးဝန်ထမ်းများခေါ်ယူလိုကြောင်းကိုကန့်အထူးဒေသတည်တွင်2024-2025ပညာသင်နှင့်မှဆက်၍ကျောင်းနေရွယ်ကလေးများအလုံးပညာသင်ယူနိုင်ရန်အတွက်အခြေခံပညာကျောင်း22ကျောင်းဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည် ယခု2025-2026ပညာသင်နှစ်တွင်အခြေခံပညာကျောင်းများထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်၍အခြေခံပညာကျောင်းများမှစီရင်ပြုလုပ်ထားသောဆရာဆရာမများတက္ကသိုလ်တစ်ခုခုဖွဲ့ရရှိသူများနှင့်စီရင်ပြုလုပ်ထားသောတက္ကသိုလ်ကျောင်းသားကျောင်းသူများသည်အထူးဒေသတွင်ရှိအခြေခံပညာကျောင်းများတွင်တာဝန်ထမ်းဆောင်လိုပါကရှောက်ထားနိုင်ကြောင်းသိရှိရသည်။ MNDA အနေနဲ့ကအခုလက်ရှိကိုကန့်အထူးဒေသနဲ့ပြည်သူ့ကျန်းမာရေးဆောင်ရှားမှုခန္ဓာတစ်ခုလုံးမှာလည်း CDN ကျန်းမာရေးဝန်ထမ်းတွေဆရာဝန်သူနာပြုတွေအားလုံးကိုခေါ်ခံထားတဲ့ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်တဲ့အရှာတို့တာဝန်တွေကိုပါပေးနေတာပါပညာရေးကဏ္ဍမှာလည်း CDN ဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေကိုအလောက်ခံမှုခေါ်ရေးဆိုတာကတော်လန်ရေးကိုတစ်ဖက်တလန်ကနေဆက်လက်ပါဝင်နေပါတယ်ဆိုတာသက်သေပြမှုတစ်ခုလည်းပြောလို့ရပါတယ်ဟုကိုကန့်အထူးဒေသတက်တွင်ရောက်ရှိနေသည့် CDN ကျန်းမာရေးဝန်ထမ်းတို့ကထုတ်ဖော်ပြောဆိုသည် MNDA က2029စစ်စင်ရေးဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလာရှိုးမြို့ကမှတရုတ်၏ဝင်ရောက်ဆက်ဖက်မှုကြောင့်ယခုဧပြီလနောက်ပိုင်းတွင်စစ်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆလဗီရှမဲသိန်းမြို့နယ်ကရင်ကျေးရွာကုန်းဆောင်ဆိုင်ကိုစစ်သား၄ဦးကတနက်ထောက်ရက်သိန်း80ကျိုးကိုဓားမြတိုက်သွားပြီးတော်လိုင်းအဖွဲ့အများကြီးလက်ချက်စစ်ကောင်စီကတရင်အမှားလွင်နေရှမဲသိန်းမြို့နယ်တွင်စစ်တပ်က PDF ဆန့်ကျင်ရေးဝါရဖြန့်စာများကိုပြည်သူများကဖြန့်ဝေသည့်ပုံစံဖြင့်လိမ့်လေဝါရဖြန့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းရမဲတဲ့မြို့နယ်ကရင်ချီရွာကုန်းဆောင်ဆိုင်ကိုစစ်သား၄ဦးကတနက်ထောင်ရင်၃၀၀ကျော်ကိုဓားများတိုက်သွားပြီးတော်လင်အဖွဲ့များကလုံဆောင်တဲ့အောင်စစ်ကောင်စီကတရင်အမှားလွှင့်နေကြောင်းဒေသပြည်သူများကရှမ်းကုန်းခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မေလ24ရက်နေ့ည12နာရီကျော်ဝန်းကျင်အချိန်ရမဲသိမ်းမြို့နယ်ကတင်ကျေးရွာရှိကိုမျိုးသူအောင်နဲ့မလလဆန်ရွေကုံဆောင်ဆိုင်ကိုစစ်သားလေးဦးကဝင်ရောက်ဓမြတိုက်ခဲ့ကြောင်းဓမြတိုက်ချိန်တွင်ဆိုင်ရှင်ကိုမျိုးသူအောင်မရှိဘဲမလလဆန်သာရှိနေကြောင်းစစ်ကောင်စီယူနီဖောင်းဝတ်လူလေးဦးကမလလဆန်ကိုတနက်ထောက်ကတောင်းအရစစ်ဆေးစရာရှိသည်ဟုပြောဆိုရင်းဆိုင်ရှိတနေ့တာရောင်းဝငွေဖုန်းငွေဖြည့်ကပ်မလလဆန်ကမောစဘဏ်အကောင့်တွင်မှငွေများအလုံးကိုချက်ချင်းလွှဲပြောင်းခိုင်းခဲ့ကြောင်းဒေသပြည်သူများထံမှသိရှိရသည် အမှုဖြစ်တဲ့အချိန်ဆိုင်မမရှိတဲ့ဆိုင်ပိုင်ရှင်မျိုးတို့အောင်ကရမဲသိမ်းမြို့စစ်ကောင်စီလက်အောက်ခံအကောင်ကြီးတွေနဲ့ပေါင်းပြီးလိုင်စင်မဲ့ကားတွေဝယ်ရောင်းလုပ်နေတဲ့စစ်တပ်ကဘာရက်ဘာပွဲစားဆိုတော့သတင်းပေးတိုင်ကြတာမရှိဘူးဒီလူရက်တာကိုရမဲသိမ်းမြို့နဲ့စစ်တပ်လက်အောက်ခံတောင်းရင်ရှိသူတွေက PDF တွေလုတ်တယ်လို့သတင်းထုတ်ကြေညာခဲ့တာဟုဒေသပြည်သူတို့ကရှန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောကြားသည်ဓမြတိုင်းမှုဖြစ်ပွားသည့်နေမဆာ၏လက်ရှိအချိန်ထိဂျမ်ဖက်စစ်တပ်ကရမဲသိမ်းမြို့အဝင်ထွက်နေရာများတွင်တင်းကျပ်စွာစစ်ဆင်မှုများလုပ်ဆောင်နေကြောင်းလဲဒေသပြည်သူများထံမှ သိရှိရသည်ထို့ပြင်စစ်တပ်ကရမဲသိမ်းမြို့နယ်တွင်ပြည်သူများက PDF များကိုစန့်ကျင်နေသည်ဆိုသောဝါရဖြန့်စာများကိုစစ်တပ်ပြူစောထိနှင့်ပြည်သူဆင်များကဖြန့်ဝေလျက်ရှိကြောင်းမြို့မပြည်သူများကပြောဆိုသည်စစ်တပ်ကဖြန့်ဝေနေသည့်ဝါရဖြန့်စာများတွင် PDF များကပြည်သူကိုအနိုင်ကျင့်တပ်ဖြတ်များတိုက်သည်ဆိုသောမဟုတ်မမှန်လုံခြံရေးသားထားသောလက်ကမ်းစာရွက်များကိုလမ်းဆောင်လမ်းကွာများနှင့်မြို့ပေါ်တွင်ဖြန့်ဝေနေခြင်းဖြစ်ကြောင်းသိရှိရသည် လက်ကန်းဆောင်မှာတော့ပြည်သူတွေကလက်မခံဘူးဆိုပြီးစစ်တပ်ကရေးထားတာဖြန့်နာကပြည်စောထီတွေနဲ့ပြည်သူစစ်တွေကဖြန့်တာသူတို့ဟာသူတို့စာရွက်တွေထုတ်ရေးပြီးပြည်သူကလက်မခံဘူးဆိုတဲ့ပုံစံမျိုးလုပ်နေတာပြည်သူကတော့စစ်တပ်ဆိုရင်အတော်ယွန်နေပြီရမဲသိမ်းမြို့ပေါ်မှာလူငယ်တွေလည်းမရှိကြတော့ဘူးအကောင်လုံးစစ်မှုတန်းပေါ်တာဆွဲခံရမှာဆိုလို့ပြည်သူကပြေးတယ်နိုင်ငံသားထွက်သူကထွက်ပဲလူငယ်တွေရှိကိုမရှိတော့တာဟုရမဲသိမ်းမြို့မှာပြည်သူတို့ကရှန်ကုန်းခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဆက်လက်ပြီးလုံခင်းရဲစခန်းလက်နက်ကြီးကုန်းကို KNY ပူပေါင်းတက်တိုက်ခိုက် ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဖောင်ခဲမြို့နယ်လုံခင်းကျေးရွာရဲစခန်းကုန်း၌လက်နက်ကြီးများတပ်ဆင်ထားတဲ့နေရာများကိုကချင်လွတ်လပ်ရေးတပ်မတော် KNY ပူးပေါင်းတပ်ကယနေ့မေလ26ရက်နေ့အစောပိုင်းတွင်တိုက်ခိုက်ခဲ့သည်။လုံခင်းရွာရဲစခန်းမှလက်နက်ကြီးကုန်းကိုနက်နက်3နာရီကျော်တွင်စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNY နှင့်နှိဆက်သည့်တရင်ရင်မြစ်ကပြောပြီးတိုက်ခိုက်မှုပုံစံအသေးစိတ်ကိုမပြောလိုဟုဆိုသည်။တိုက်ခိုက်မှုကနိုင်ဝက်ခန့်ကြာခဲ့ပါတယ်အပြန်အလှန်ပြက်ခဲ့ပြီးလုံခင်းရဲစခန်းကရန်တန်းပြင်းနေလို့ဒေသခံတွေထိမှဆိုလို့ရှက်ပြက်ခဲ့တယ်ဟု၎င်းကပြောသည်လက်နက်ကြီးလက်နက်ငယ်ပြက်ခဲ့ ်တမ်းများကြားခဲ့ရပြီးလုံခင်ရဲစခန်တက်ခတ်ခံရခြင်းဟုဖောက်ခံဒေသခံများကပြောသည်ပထမတော့စကားစစစ်ကြောင်းလုံခင်းနာတိရောက်လာတာလားပေါ့အဲ့ဒီလိုမဟုတ်ဘူးလုံခင်းရဲစခန်းလက်နက်ကြီးဂုံကိုခြတာစစ်ကောင်စီစစ်ကြောင်းကနန်တိန်မှာပဲရှိသေးတယ်ဟုဖောက်ခံဒေသခံတို့ကပြောသည်စစ်ကောင်စီလက်နက်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံတွေတချို့ပြက်စီးခဲ့ပြီးအသေးစားဒဏ်ရာရသူများလည်းရှိခဲ့တယ်ဟုလုံခင်းဒေသခံတို့ကပြောသည်ကချင်လွတ်လပ်ရေးတပ်မတော် KNY ပြောခွင့်ရဖို့မှုကြီးနော်ဘူးက စစ်ကောင်စီစစ်ကြောင်းသည်၎င်းတို့လက်လွတ်ခဲ့ရသည့်စခန်းများဒေသများကိုပြန်လည်ထိန်းချုပ်ရန်ထိုးစစ်ဆင်လာ၍ခုခံတိုက်ခိုက်နေပြီးယနေ့မေလ26ရက်နေ့နနက်အစောပိုင်းကလုံခင်ရဲစခန်းအနီးတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုပြောသည်။ ဒေသခံပြည်သူများအနေဖြင့်စည်ရဲတရင်များအဆက်မပြတ်နာဆွင့်နေရန်ဘုံမူကြီးနော်ဘူးကတိုက်တွန်းနေဖားကန့်မြို့ကိုစစ်ကောင်စီကအပြေးဝထိန်ချုပ်ထားနိုင်ခြင်းမရှိသေးတော့လေဖားကန့်ပြူဟာကုန်းမစွဲရန်အချုပ်ထောင်လုံခင်ပြူဟာကုန်းလုံခင်ရဲစခန်းကန့်စည်းပြူဟာကုန်းနဲ့ဖားကန့်မြို့မှာရဲစခန်း၌တပ်ဆွဲထားပြီးလက်နက်ကြီးများတပ်ဆင်ထားသည်တိုက်ပွဲဖြစ်ရာနေရာများတို့အဆိုပါနေရာများမှနေ၍စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ကူပေးနေခြင်းဖြစ်သည်စစ်ကောင်စီတပ်သည်မိုးကောင်းကာမိုင်းနေရာလုံခင်ဖားကန့်လမ်းနှင့်မြစ်ကြီးနားနမတီလောက် တနိုင်ဖားကန့်လန်တို့မှတဆင်အင်အားများပြဖြင့်ဧပြီလ23ရက်နေ့ကစကားစစ်ကြောင်းထိုးလာပြီးရခိုခါဖားကန့်မြို့နယ်စေမိုင်းကန့်အကွာနန်တိန်ချေရွာသို့ရောက်ရှိနေကြောင်းစစ်ရေးတရင်ရင်မြဲများထံမှသိရသည်နန်တိန်နှင့်လုံခင်ကျေးရွာကြားနိုင်9မိုင်6မိုင်5မိုင်ကြောက်ဖြာလေပြင်းကျေးရွာတို့ရှိသေးသည်စစ်ကြောင်းထုတ်လာသည့်စစ်ကောင်စီတပ်ရှမ်းနီ SNN နှင့်ပြည်သူ့စစ်ဘူပေါင်းဖွဲ့များသည့်မြေပြင်တွင်ထိနာနေတော်လေလေးကြောင်းပစ်ကိုလက်နက်ကြီးပစ်ကိုဖြင့်ရှေ့တိုးလာနေခြင်းဖြစ်သည် ယခုဆက်လက်ပြီးချောင်းနဲ့အုပ်ဖို့ကအုတ်ချုပ်ရည်မှုနှစ်ဦးပြစ်ခတ်ခံရ၍တိတ်ဆုံးဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းချောင်းမြို့နယ်၊ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တွေမှာအုတ်ချုပ်ရည်မှုနှစ်ဦးပြစ်ခတ်ခံရတယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေစီကသိရပါဗျ။မေလ24ရက်နေ့လယ်12နာရီခန့်မှာချောင်းမြို့နယ်အုံမြကြီးကျေးရွာအုပ်ချုပ်ရေးမှူးအသက်68နှစ်အရွယ်နေဝင်ဟောင်းရွာဘုံကြီးချောင်းနဲ့ရှိနေတဲ့ခေါင်းကိုပြစ်ခတ်ခံရပြီးတေဆုံခဲ့ရလို့ဆိုပါရယ် နေဝင်းကယာထဲမှာရှင်းခံလိုက်ရတာလို့တော့သိရတယ်။သူကစစ်မှုထမ်းရန်နေရအသက်ဝင်အောင်လုပ်ပေးနေသူပေါ့။စကားစခန့်အုပ်ကြီးသူကလေးဆိုတဲ့စစ်မှုထမ်းကြီးကောက်တာစစ်သားတွေနဲ့ပေါင်းတာကတရွာလုံးကကြောက်နေရတာလို့ဒေသကာကွယ်ရေးအဖွဲ့တူကပြောပါရယ်။နေဝင်းပြစ်တက်ခံရပြီးနောက်မေလ25ရက်မနက်ပိုင်းကစတယ်မီစစ်ကောင်စီတပ်အင်အား40ခန့်ဟာစင်ကုန်းမြို့ဘက်ကနေရွှေဘိုတောင်အုံမြရွာမတို့ကိုဝင်မွေကနေလေပိုင်းမှာပြည်တော်သားရွာအနီးဒေသကာကွယ်ရေးအဖွဲ့ဝင်ချုပ်နဲ့15မိနစ်ခန့်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ဆိုပါရယ်။အရင်နောက်ညနေပိုင်းမှာစ စစ်ကြောင်းကအစင်ကုန်းမျိုးဘက်ကိုပြန်ထွက်သွားတယ်လို့သိရှိရပါတယ်ရှင်။